الحمد لله الحمد لله الذي هدانا لهذا وما كنا لنهتدي لولا أن هدانا الله وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا وحبيبنا محمد صلى الله عليه وسلم وعلى آله وصحبه ومن والاه اللهم أرنا الحق حقا وارزقنا اتباعه وارنا الباطل باطلا وارزقنا اجتنابه اما بعد سلام الله عليكم ورحمه الله تنروها سيدنا رسول الله صلى الله عليه وسلم نبت بيرو سوين ဖြစ်ပါတယ် هلا اكو تنرو هلا صلوات الله وسلامه يا اسراء والمعراج نو باي ما با ဖြစ်တယ်လဲဘာတွေဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြရအောင် جنوبانے ساجن لے سرو امام احمد ابن حنب رحمت اللہ علیہ واسی آئے اه حدیث تو مسند امام احمد مپارے حدیث میں چنو ساجے مارے یہ حدیث کا ادوش یعنی يعني لالے سرو امتان چی چرے انساری تکھیں جی جابر ابن عبداللہ رضی اللہ تعالی عنہو ماشی یعنی لارے پا پیولے سرو تو پیو پیانی رہے چنوروا صلوات الله وسلامه عليه مكة مار سني في طبيب سورة راجا على رسول الله صلى الله عليه وسلم آه شيغو الله عز وجل قرآن چندو ميكو چابير نياني سابير سني في طبيب كميار صلوات الله وسلامه مكة مانير على ပါအဲ့ဒီနောက်မှာတဲ့ဆယ်နှစ်ပြည့်နောက်မှာတဲ့ဆလ္လာလာဟူအလัยဟိဝဆလမ်ကားတဲ့ဒူရီရှိကိုတွားတယ်တဲ့အိနေအိနေကိုတွားတယ်တဲ့တခါအိုကတ်လို့ခေါ်တဲ့ဟလာအလုတ်လုတ်တဲ့နေရာတွေတွားတယ်တဲ့အာအဒူရီဈေးဈေးကွက်ဈေးမာကတ်ပလေးစ်ဈေးရောင်းတဲ့နေရာကိုတွားတယ်တဲ့ဟလာတခါဘယ်လိုပဲဖြစ်ဖြစ် လူစုံတဲ့နေရာတွေကိုတွတ်ပြီးတော့လူတွေကိုတွတ်ပြီးတော့ရဆူလ္လာဆလ္လာဆလမ်အာအလ္လာဟ်ရှိမရရဆူတမန်တော်ဖြစ်တယ်ဆိုတာကိုအကြောင်းကြားတယ်တဲ့အကြောင်းကြားပြီးတော့ပြောတယ်တဲ့အကယ်လို့အတင်တို့ကျွန်တော်ဟုတ်လားလက်ခံမယ်ဆိုလို့ရှိရင်ကျွန်တော်အတင်တို့ကိုဟုတ်လားဂျန္နတ်တော်ဂတိပေးပါတယ်ဆိုပြီးတော့အားလုံးကို ကျွန်တော်နားမထောင်ဘူးဆိုရင်ကျွန်တော်စကားနားမထောင်ဘူးဆိုလို့ရှိရင်ကျွန်တော်စကားကိုညှင်းမယ်ဆိုလို့ရှိရင်အတင်တို့အနေနဲ့ဟာလာငရဲမိရောက်မယ်ဆိုပြီးတော့ပြောပြတယ်တဲ့ဒီဥစ္စာကတဲ့ဘဒုပဲလာလာတဲ့ယမန်ကပဲလာလာအမတန်ကြီးတဲ့အဲ프라이ဖြစ်တဲ့မော်ဒယ်ကပဲလာလာဒီ သူကသူကသွားတယ်တဲ့သွားပြီးတော့ပြော့လို့ရှိဒါပေမဲ့ဆလဝါတุลလာဟီဝဆလမ်ဟူသွားမယ်ဆိုလို့ရှိရင်တဲ့သူအနောက်မှာတဲ့လူတွေကကြည်နေတယ်တဲ့သူတဖြစ်အဘူဂျဟလ်လို့အဘူလဟပ်တူကနောက်ကနေသွားပြီးတော့ချက်ချင်းပဲပြန်ပြီးတော့အဲ့ဒီလူတွေရွှေပြန်သွားပြီးတော့ပြောတယ်တဲ့ဟေးဒီစကဒီလူစကားကိုနားမထောင်နဲ့အဲ့လိုပြောတော့အဲ့လိုလုပ်လေရှိတာကိုကျွန်တော်တို့ အဲဒီ hadith ကဆက်ပြီးတော့ပြောတယ်။နောက်ပါပြောလဲဆိုတော့အဲ့လိုဖြစ်သွားလဲဆိုတော့ Allah Azza wa Jal ကကျွန်တော်တို့တဲ့ဟဲ့လားကျွန်တော်တို့ဟဲ့လားမြတ်တော်ဖြစ်တဲ့ ဆလဝါတုလ္လာဟီဝဆလာမဟူကိုကျွန်တော်တို့မြို့ဖြစ်တဲ့ဟိုတုန်းကယက်ထရစ်လို့ခေါ်တဲ့အလ်မဒီနာမွန်နဝရာကိုကျွန်တော်တို့ရောက်တဲ့အထီးကိုအလောင်းရှင်မြတ်ကအလားကျွန်တော်တို့ကိုအလားနေမတ်တော်ပေးခဲ့တယ်တဲ့ကျွန်တော်တို့ကတဲ့ဆလဝါတုလ္လာဟီဝဆလာမဟူပေါ်မှာယုံကြည်ခဲ့တယ်တဲ့လက်ခံခဲ့တယ်တဲ့ဘာမှတန်တရားမရှိခဲ့ဘူးတဲ့ဆလဝါတုလ္လာဟီဝဆလာမဟူကကျွန်တော်တို့ကိုတင်ချပေးတယ်တဲ့ ကုရ်အာန်အလ်ကရီမ်ကိုသင်ချပေးတယ်တဲ့ကျွန်တော်တို့ကမိကျွန်တော်တို့ family ကျွန်တော်တို့ရဲ့မိသားစုတွေကိုပြန်သွားပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့သူတို့ကိုပြန်သင်ပေးတယ်တဲ့သူတို့ကိုလည်းအစ္စလာမ်လက်ခံဖို့ဆလ္လာလဝါတူလာဟီဝဆလမ်ဒီပေါ်မှာယုံကြည်မှုရှိဖို့အတွက်ကိုကျွန်တော်တို့ကအဲပြုလုပ်လေးရှိတယ်တဲ့ကျွန်တော်တို့အန်ဆာရီအားလုံးကတဲ့ဘယ်လိုအထိရောက်သွားလဲဆိုလို့ရှိရင်တဲ့ အိမ်တိုင်းအိမ်တိုင်းမှာတဲ့မဒီနာမွန်နဝရမှာရှိတဲ့အိမ်တိုင်းအန်ဆာရီရဲ့အိမ်တိုင်းအိမ်တိုင်းမှာတဲ့ဟာလားမု슬림ရောက်သွားပြီတဲ့မု슬림အစ္စလာမ်တမန်နမြတ်ဆလ္လာလာလစ်နဆေဒနာရာဆူလလာဆလ္လာလာဟူအလัยဝဆလမ်ကိုလက်ခံတဲ့ယုံကြည်တဲ့လူတွေအိမ်တိုင်းမှာရှိသွားပြီတဲ့နောက်တစ်ခါသူတို့ဖွင့်ပွင့်လင်းလင်းပဲပြောတယ်ကျွန်တော်တို့က ဆလဝါတူလာဟီဝဆလာမူဟူကိုယုံကြည်တဲ့အီမန်ယူတဲ့လက်ခံတယ်ဆိုပြီးတော့ခြေညာတဲ့လူတွေကအန်ဆာရီရဲ့အိမ်တိုင်းအိမ်တိုင်းအိမ်တိုင်းမဒီနာမဒီနာမဒီနာမတော်တော့အိမ်တိုင်းမှာအဲ့လိုညားလာပြီတဲ့တခါဒါကဟဒီသ်ခုနောက်တစ်ခုကဒါကဘသူပြောပြနေတာလဲဒါကအမတန်ကြည့်ကြတဲ့တာဝကကြီးချပဲကပြောပြတာအခုတခါကြည့်ရအောင်ဟုတ်လား မဒီနာမှာပုဂ္ဂိုလ်တစ်ပါးရှိသူနာမည်ကဆူဝိတ်အစ်ဘနီအဆာမစ်ဒီပုဂ္ဂိုလ်ကဆယ်ဒူနာရဆူလ္လာဆလ္လာလာဟူအလัยဝဆလမ်အကြောင်းကိုကြားတယ်။ဘာကြားလဲဆိုဟာရဆူလ္လာဆလ္လာလာဟူအလัยဝဆလမ်ကအမတမနိမ့်မြတ်တဲ့ဟဲ့လားအဲမျိုးစဉ်ကစင်တက်လာတာဖြစ်တယ်ဟဲ့လား I don't know. သူကိုယ်တိုင်ကလည်းခရအမတ်ကမြင့်မြတ်တဲ့အဲဆွေမျိုးကနေပြီးတော့ဆင်းတက်လာတာဖြစ်တယ်။သူကမကာကိုသွားတယ်။သွားပြီးတော့သူမကာကိုရောက်တဲ့အခါကျတော့တဲ့။ဆွေဒနာရဆူလ္လာဆလ္လာဟူအလိုင်းဝဆလမ်ကသူ့ကိုသွားပြီးတော့ဖိတ်တယ်တဲ့။ဟဲ့လား။သူပြောတယ်ငါ့ကို အဲ့ဒါငါရဆူတမန်တော်ဖြစ်တယ်ဆိုတာကိုမင်းလက်ခံလိုက်ငါစကားကိုနားထောင်ဆိုပြီးတော့သူ့ကိုပြောတယ်တဲ့အဲ့ဒီလိုပဲဆူမေ့အစ်ဘနီဆူမေ့ဒီဆူဝိတ်အစ်ဘနီဆူမေ့ဒီအာနီကိုတော်တဲ့ဘနူအာမီရ်အစ်ဘနီအောက်ကလည်းမက္ကာကိုသွားတဲ့အခါကျတော့တဲ့ ဆလဝတုလာဟီဝဆလာမောတွားပြီးတော့တွေ့တယ်တဲ့ဟဲ့လားဒီလိုပဲလာဓမြလူတွေကိုတွားတွားပြီးတော့တွေ့လေရှိတယ်ဆိုတာကိုဆလဝတ်ဆလဝတ်ဆလမတွားပြီးတွေ့လေရှိတယ်ဆိုတာကိုကျွန်တော်ဒီမှာဒီရနေသေးရတယ်ဆိုတော့ဆိုဝိတ်ကပြောတယ်တဲ့အာဟုတ်တယ်ဟေးတဲ့အဲအတင့်မှာရှိတဲ့အတင့်အခုပြောနေတဲ့ဥစ္စာက ကျွန်တော်ရှိမှလည်းခက်ဆင်ဆင်ပဲတဲ့ကျွန်တော်ရှိမှလည်းရှိတယ်တဲ့ဆလဝတ်လာဟီဝဆလမ်ဝပြောတယ်ကျွန်တော်ရှိမှကုရ်အာန်အယ်ကရီမ်ကိုချပ်ပေးတယ်ကျွန်တော်ရဆူဖြစ်တာကတတတိဖြစ်တယ်ဆိုတာကိုပြောတဲ့အခါကျတော့သူကပြောလေဟုတ်တယ်ဗျာတဲ့ကျွန်တော်ရှိမှလည်းအဲ့ဒီလိုမျိုးရှိတယ်တဲ့ဆိုတော့ဆလလာဟူအလัยဝဆလမ်ကမေးတယ်ဟာခမရအနေနဲ့ဘာရှိတာလဲခမရရှိမှဆိုတော့မေးတော့ခါတော့ဟာကျွန်တော်ရှိမှတဲ့ဟဲ့လား လူကမန်တခင်ကြီးရဲ့ဟဲ့လားအဲပတ်သက်ပြီးတော့ကျွန်တော်မှအဲဟိုရှိတယ်တဲ့အဲစာအုပ်ရှိတယ်တဲ့ခင်ဗျားမှာစာအုပ်ရှိတယ်လို့ပဲကျွန်တော်မှလည်းလူကမန်ရဲ့စာအုပ်ရှိတယ်တဲ့ရသုလ္လာဆလ္လာဆလမ်ကဟာငါ့ကိုပြမလားငါ့ကိုပြောပြမလားဘာရှိလဲမင်းစာအုပ်ထဲမှာဘာပါလဲဆိုတော့သူကအဲဆိုဝိတ်က ရသုလ္လာဆလလဟူအလိဝဆလမ်ကိုအဲပြောတယ်ဘာတွေပါတယ်စုဆောင်းထင်ဘာတွေပါတယ်ဆိုတော့ပြောပြတယ်ဆလလဟူအလိဝဆလမ်ကတီချာချာနားထောင်တယ်နားထောင်ပြီးတဲ့နောက်မှာဟာပြားတယ်တကယ်ပဲတဲ့ဆလလဟူအလိဝဆလမ်ကသူ့ပြောတကယ်ပါပဲတဲ့အတင်းအခုဖတ်ပြတဲ့ဥစ္စာတွေကအမတန်မှကောင်းပါတယ်တဲ့အမတန်မှကောင်းပါတယ်တဲ့အမတန်ကောင်းတယ်တဲ့ကျွန်တော်သဘောကျတယ်တဲ့ ဒါပြမဲ့တဲ့ဒါပြမဲ့တဲ့ဟလာအဲပမာလို့ပြောမယ်စရင်ပါပြောမယ်ဒါပြမဲ့တဲ့အဲကျွန်တော်ရှိမှရှိတဲ့စာအုပ်ကဒီထက်ပို့ပြီးတော့ကောင်းတယ်တဲ့ဒီထက်ပို့ပြီးတော့ကောင်းတယ်တဲ့ခင်ဗျားမှရှိတာလေအမတန်ကောင်းပါတယ်ဒါပေမဲ့ခင်ဗျားမှရှိတဲ့ဟာတဲ့ကျွန်တော်မှရှိတဲ့စာအုပ်ကပို့ပြီးတော့ကောင်းပါတယ်ဆို သူကိုအဲ့လိုပြောလိုက်တယ်ဆိုလိုတာကဟလာတင့်မှာရှိတဲ့ဥစ္စာလဲမှတ်နေကောင်းတယ်ဒါပေမဲ့ကျွန်တော်မှာရှိတဲ့ဥစ္စာကပို့ပြီးတော့မှတ်နေပို့ပြီးတော့ကောင်းတယ်ဆိုကြတာကိုဆလဝါတူလာဟီဝဆလမ်ကပြောပြောလိုက်တယ်အဲ့ဒီနောက်မှာဆလလဟူအလိဝဆလမ်ကဟလာအာယတ်တချို့ကိုစဝိတ်ကိုတီလာဝတ်လုပ်တယ်တခါရဲစဝိတ်တခင်ကြီးอ่ะ တခါတည်းနှလုံးသားကိုထိပ်ပြီးတော့တဘောချတဘောချပြီးတော့ရဆူလ္လာဆလ္လာဟုတ်တယ်ဗျာတဲ့ခမရမှာရှိတဲ့ဥစ္စာကအမတန်ကောင်းတာပဲတဲ့ဆို तू ကလက်ခံလိုက်တယ်တဲ့ဆိုတော့တချို့ပညာရှင်ကြီးတွေဘာပြောလဲဆိုတော့ဘာဖြစ်လဲဆိုတော့ तू ကပြန်သွားရောဒီတွေ့ပြီးတဲ့နောက်မှာပြန်သွားတဲ့အခါကျတော့အဲ့ဒီချိန်မှာ ဟဲ့လားမဒီနာမှာဟဲ့လားဒီအန်ဆာတွေကတယောက်နဲ့တယောက်ရံဖြစ်ကြတယ်အချိန်လုံးရံဖြစ်နေတယ်အဲ့ဒီရံဖြစ်တဲ့ထဲမှာသူကအသက်ခံလိုက်ရတယ်ဆိုဝိတ်တခင်ကြီးကအသက်ခံလိုက်ရတယ်ဒါကိုတချို့ပညာရှင်ကြီးတွေကပြောလို့ဆိုရဆူလ္လာဆလ္လာဆလမ်ရှမတူတွေ့ပြီးတော့ဟဲ့လား ဟာအတင့်မှာရှိတဲ့ဥစ္စာကအမတန်မြင့်မြတ်တာပဲအမှန်ကောက်မှာပဲကျွန်တော်တဘောထူတယ်ဆိုပြောတဲ့ဥစ္စာတဘောကပါလဲဆိုရင်တဲ့သူကတဲ့ဆလဝါကူလာဟီဝဆလာမူရှိမာအီမာညူလိုက်တယ်ဆိုတဲ့တဘောရှိတဲ့အတွက်ကြောင့်လို့သူကဟလာဟလာရှဟီဒ်ဖြစ်တယ်ဆိုပြီးတော့သူ့ကိုတချို့ပညာရှင်ကြီးတွေက ထောက်ပြတယ်အထူးသဖြင့်ဟလာ ကျွန်တော်တို့အလားပဲထိတယ်ဘာဖြစ်လဲဆိုတော့ तू ကရှဟီဒ်လားမဟုတ်လားဆိုတော့ကျွန်တော်လည်းမပြောနိုင်ဘူးတချို့ပညာရှင်ကြီးတွေဟုတ်တယ်တဲ့ तू ကရဆူလာဆလ္လာဆမ်ကိုလက်ခံလိုက်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာမှဟလာ तू ကိုတတ်ခံရတဲ့အတွက်ကြောင့်မလို့ तू ကတဲ့တကယ်တော့ဟလာရှဟီဒ်ဖြစ်တယ်ဆိုပြီးတော့ပြောတယ်ပညာရှင်ကြီးတွေပြောတယ်ဒါနောက်တစ်ခုနောက်တစ်ခါဘာဖြစ်လဲဆိုတော့အာအဘူအယ်ဟိုင်ဆာ इब्ने रफाई तका तू वाले गांव जाऊं तू आ गांव जाऊं बे तू वाले बालों ले सुरो मक्का को याद है तू उसू ने तो तोड़े तो उसू जी तोड़ जाए तू रो अबे याले सुरो अब्दुल अब्दुल अशाल सुरे ट्राइड का ဟုတ်တယ်နော်အဲသူတို့ထဲမှာအယာစ်အစ်ဘ်နီမူအာဖ်ရဒီအလ္လာဟူတအာလာအန်ဟူတကတင်ဂျီယာပါတယ်သူတို့သွားတဲ့သူတို့ဘာလို့ကိုသွားလဲဆိုတော့မကောက်သူတို့အုပ်စုသွားတယ်သူစုပြီးတော့သွားတဲ့အခါကျတော့သွားရတဲ့အကြောင်းကဘာလဲဆိုလို့ရှိရင်တဲ့သူတို့ကကိုရိရှ်တီကိုလာပြီးတော့ဆွေးနွေးတယ်ကိုရိရှ်တီကိုပြောတယ် ကျွန်တော်တို့ကဟဲ့လား aus ကမကမဒီနာမှာ tribe နှစ်ခုရှိတယ်တကူက aus khazraj ကျွန်တော်တို့ကအတင်နဲ့ဟဲ့လားအဲစာချုပ်ထုတ်ခြင်းနဲ့ငင်းချမ်းရေးစာချုပ်ထုတ်မယ်ကျွန်တော်တို့ကိုအခုညီးပေးပါဟုတ်တယ်နော် ကျွန်တော်တို့ alliance လုပ်မယ်ကျွန်တော်တို့က alliance လုပ်မယ်ဆိုပါစို့အတင်တို့ကိုတစ်ခုတစ်ယောက်ကအဲ့ဒါတိုက်မယ်ဆိုရင်ကျွန်တော်တို့ကအတင်ဘက်ကပါမယ်ကျွန်တော်တို့ကိုတယောက်ယောက်ရန်တွေ့မယ်ဆိုရင်အတင်ကကျွန်တော်တို့ဘက်ကပါပါဆိုပြီးတွားပြီးတော့ညှိနှိုင်းဖို့ကိုသူတို့ရောက်ကြကြတယ်ရောက်လာကြတဲ့အခါကျတော့ဆလဝတ်တူလာဟီဝဆလမ်ဟူကကြားတယ်ကြားတဲ့အခါသူတို့တွားတွေ့တယ်တွားတွေ့တဲ့အခါကျတော့ ဆောရဆူလ်ဆယ်ဒူနာရဆူလ်လာဆလလာဝလိုင်ဆလမ်ကဘာပြောလဲဆိုတော့ကောင်းပြီတဲ့သူတို့ပြောပြတယ်ကျွန်တော်တို့ဒီလာတာကဒီကိစ္စကြောင့်လာတာပါဆိုဆလလာဝလိုင်ဆလမ်ကောင်းပြီဗျာတဲ့ဒါဆိုရင်နဲ့ဒီချက်ပို့ပြီးတော့ကောင်းတဲ့အဲ့လာကျွန်တော်ပြောလို့ရတယ်တဲ့ကျွန်တော်ကျွန်တော်မှရှိတယ်တဲ့ဟာတဲ့ဟာတဲ့ဆိုရင်ကျွန်တော်နားထောင်ပါမယ်တဲ့ပြောပါတဲ့ဘာရှိတာလဲတဲ့ ဟုတ်တယ်တဲ့ကျွန်တော်ဟာတဲ့အလ္လာဟ်အဇ်ဝဂျယ်ရဲ့အဲ့ဒါရွေးချယ်ထားတဲ့ရဆူလ်တမန်တော်ဖြစ်တော်မူပါတယ်တဲ့ကျွန်တော်ဟာတဲ့လူတွေကိုတဲ့အလ္လာဟ်အဇ်ဝဂျယ်ပေါ်မှာယုံကြည်ဖို့လက်ခံဖို့ဣဘာဒတ်လုပ်ဖို့အဲ့ဒါ လောက်ရှိမြတပားတဲ့ကိုကိုယ်ွယ်ဖို့ကျွန်တော်ကကျွန်တော်ကိုတောင်းဝင်ပေးထားတယ်တဲ့လူတွေကိုတင်ပေးဖို့တဲ့ကျွန်တော်ရှိမှာတဲ့ဟုတ်လားကျွန်တော်တို့ကျွန်တော်ရှိမှာတဲ့ဟုတ်လားအလ္လာဟ်အဇဝဂျယ်ကကျွန်တော်ရဆူလ်ဖြစ်တယ်ဆိုတာကိုတက်တည်ပြဖို့အတွက်ကိုအလ္လာဟ်အဇဝဂျယ်ရဲ့စာအုပ်တော်ကိုကျွန်တော်ပုံမှာချပေးတယ်တဲ့ကုရ်အာန်နဲ့ကရီမ်ဘူးတဲ့အဲ့ဒီနောက်မှာဆလဝါတ်ူလာဟီဝဆလမ်ဟူက ဟုတ်လားအဲတချို့အာရတေကိုဖတ်ပြတယ်ဘာမှမပါဘူးဘာဘာရတေအတိအကျဖတ်တယ်ဆိုတော့ကျွန်တော်လည်းမသိဘူးစာအုပ်ဒီမှာကျွန်တော်ကြည့်တာလည်းမတွေ့ဘူးကျွန်တော်အကုန်လုံးစာအုပ်တွေကြည့်တယ်ပနကစီစာအုပ်ကောယဘနီဟရှမ်ကောအဲ့ဒါအဲရှိတယ်မဲ့စီတာတွေအကုန်မအများကြီးရှိတဲ့စီတာတွေတဲ့မှာမပြောထားဘူးဘယ်အာရတ်ကိုဖတ်ပြတယ်ဆိုတာမပြောထားဘူးကျွန်တော်လည်းမသိဘူးဆိုတော့အယတ် အစ်ဒီမောအာဖကာငယ်သေးတယ်အဲ့ဒီချိန်မှာလူငယ်ပဲရှိသေးတယ်သူကသူ့ရဲ့အဲ့ဒါပြောအဲ့ဒီချိန်မှာကြားပြတဲ့နောက်မှာသူတငယ်ချင်းနဲ့သူနဲ့အတူတူပါလာတဲ့အုပ်စုတွေကိုသူကဘာပြောလဲဆိုတော့ဟာဗျာတဲ့ကျွန်တော်ကျိန်ဆိုတယ်တဲ့အခုရဆူလ္လာဆလ္လာလာဟူအလိုင်းဆလမ်ကပြောတဲ့ဥစ္စာကအဲ့ဒါပို့ပြီးတော့ မြင့်မြတ်တယ်ပိုကောင်းတယ်တဲ့ငါတို့လာတဲ့ကိစ္စနဲ့ဒါဒါပိုအရေးကြီးတယ်ဒါပိုကောင်းတယ်ဆိုပြီးကျွန်တော်ထင်တယ်တဲ့ကျွန်တော်ကြိတ်ဆိုတယ်တဲ့အဲ့ဒီမှာရှိတယ်လူတယောက်ရှိတယ်သူကလူကြီးသူနာမည်ကအဘူဟိုက်ဆာဒီပုဂ္ဂိုလ်ကချက်ချင်းပဲ မြေကြီးကိုကောက်ပြီးတော့သူ့ကိုသူ့ပညာနာကိုမြေကြီးနဲ့ပြစ်လိုက်တယ်ဆိုလိုတာကသဘောမကျဘူးသူပြောတာဟုတ်ပါတယ်နော် then အရင်တော့ဘာပြောလဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကသူ့နာမည်ကအဘူဟိုင်ဆာအဲ့ဒီအဘူဟိုင်ဆာဆိုတဲ့ကောင်ကသူ့နာမည်ကအဘူဟိုင်ဆာအစ်ဘနရာဖိုင်သူကသတ်မတ်တရပြီးတော့ ရာစူလလာဆလလာဟူအလัยဟိဝဆလမ်ကိုသူကဗာပြောလဲဆိုတော့ဟေးကျွန်တော်တို့ကျွန်တော်တို့ဟိုကျွန်တော်တို့မရှုပ်ပါနဲ့ကျွန်တော်တို့ဒီကိစ္စအတွက်လာတာမဟုတ်ဘူးကျွန်တော်တို့မှာကိစ္စရှိတယ်အဲ့ဒီဟာပို့အရေးကြီးတယ်ဆိုပြီးတော့သူကကြွေရောက်လိုက်အဲ့တော့အယားစတကင်ကြီးကဘာမှမပြောဘူး ရဒီအလ္လာဟူတာအာလာအန်ဟူအာဒါအဲ့ဒီချိန်ထဲမှာသူ့ရဲ့နှလုံးသားကပျော့ပြီးတော့ဆလဝါတူလာဟီဝါဆလမ်ဟူရှိမာအီမန်ယုံကြည်တဲ့အတွက်ကြောင့်သူပြောတာပဲအဲ့ဒါကိုသူ့ကိုဒီပုဂ္ဂိုလ်ကစော်ကားပြီးတော့လူတွေရှေ့မှာဆလဝါတူလာဆလမ်ပြန်ပြောတယ်ဆိုတော့အီယတ်ကဘာမှပြောပဲနဲ့ပစ္စပိန်ထားတယ်တဲ့တခင်ကြီးဟာရဒီအလ္လာဟူတာအာလာအန်ဟူဝါအဒါအဲ့ဒီနောက်မှာဆလလဟ်ဝါလိဟ်ဆလမ်ကသူတို့ရှိလာတာပြန်သွားတယ်တဲ့ အဲ့ဒီမှာကျွန်တော်ပြောသလိုပဲသူလည်းပြန်လာတယ်ဒီမှာခဆရာချင်းနဲ့အောက်စ်နဲ့စစ်ပွဲဖြစ်တယ်အဲ့ဒီမှာလည်းအယတ်တခင်ကြီးကရဒီအလ္လာဟူတအာလာအန်ဟူရ်တောအာရှဟီဒ်ဖြစ်သွားတယ်သူ့ကိုတော့ကျွန်တော်တို့ပညာရှင်တွေအားလုံးကတေးကြတယ်သူကတော့ဟုတ်လားအမှန်တမြတ်ကိုယုံကြည်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုတိတိကျကျတက်ထေခံကြတယ် appuyez le leçon. Luga, tout est réché, ma. Ashadu Allah, ilaha illallah. Ashadu Anna. محمد صلى الله عليه وسلم رسول الله صبرا بيور ايه بيور بيور ما تو لا شميا مين دو كان ايه ري شرا كونو ها تني تني ده بيور دي بوكو غالي هلا ဘဒုမဆလဝတ်တလာဟီဝဆလမ်ဟူမဒီနာမလာခင်တည်းကသူကရှဟီဒ်အဆင့်ကိုရခဲ့တဲ့တာဝကကြီးဖြစ်တော်မူတယ်ဆိုပြီးတော့ပညာရှင်ကြီးတွေကပြောကြားတော်မူခဲ့တယ်တခါအဲ့ဒီနောက်မှာဘာဖြစ်တယ်လဲဆိုတော့ပထမဥဆုံးအကဘာလို့ခေါ်တဲ့အဲ့ဒါမဒီနာကလူတွေကဒါကြအုပ်စုတစု ဘယ်ဘယ်အုပ်စုလဲခဇရချ်ကအုပ်စုလာကြတယ်လာကြပြီးတော့ဒီဥစ္စာကဟတ်အချိန်မှာဖြစ်တာဘယ်မှာတွေ့လဲဆိုတော့မင်နာမှာရှိတဲ့အကဘာဆိုတဲ့နေရာမှာတွေ့ဆလဝတ်တူလာဟီဝဆလမ်ကသူတို့ကိုလာပြီးတော့တွေ့ဒါကသူတို့လည်းမမျော်လင့်ဘူးတွေ့မယ်ဆိုပြီးတော့ဆလလဝါလိဝဆလမ်ရဲ့ဟဲ့လားလုတ်ပြုတ်လုံးနေရှိတဲ့ ဟလာတည်င်းကြပြီးအပြင်းလူတွေလာပြီးဆိုရင်တွားပြီးတော့တွေ့ဆုံတဲ့အတန်ကြောင့်အဲ့ဒီလူတွားတွေ့တဲ့အခါသူတို့လည်းအော်နဲ့တဆုလာဆလာဆံကိုလက်ခံတွေ့စေတွေ့တွေ့တွေ့ခဲ့တယ်တဲ့အဲ့ဒီလိုပဲဆလဝတ်တူလာဟီဝဆလမ်ကမေးတယ်ဟာခမရတို့ဗျာဘသူတွေလဲဗျာတရားလာတာလဲဗျာဟာတဲ့ဟုတ်တယ်တဲ့ကျွန်တော်တို့ဟာတဲ့ခဇရတ်ကပါတဲ့ခဇရတ်ကတဲ့ကျွန်တော်တို့ဟာတဲ့ အလားယက်ထရစ်ကလာတာပါတဲ့ဆိုတော့အဲ့တော့မဒီနာမြို့တော်ကိုယက်ထရစ်လို့ခေါ်တယ်ဆိုတော့ဆူလာဆလာဆမဟာဒါဆိုရင်ကွာတဲ့ဟလာသူအိုးမင်းတို့ဟာတဲ့ဟလာယဟူဒီတွေနဲ့ဟလာ alliance လုပ်ထားတဲ့လူတွေမဟုတ်ဘူးလားတဲ့ခဇရာချင်းနဲ့ယဟူဒီတွေကအမြဲတမ်းသူတို့နဲ့တအုပ်စုအောက်စကတအုပ်စု ဟုတ်ပါတယ်နော်ဆိုတော့ဆလဝတ်လာယောဆပြောသူတို့အံ့ဩသွားတယ်ဟာဘယ်နဲ့နဲ့ဘယ်လိုလုပ်ပြီး तू ကတည်တယ်လဲကျွန်တော်တို့ ਨੇ ဟဲ့လားယဟူဒီတွေ ਨੇ ဟဲ့လားနီးစမှုဟဲ့လားအဲနားလည်မှုစာချုပ်ချုပ်ထားတယ်ဆိုတာဘယ်လိုလုပ်တည်တယ်လဲကျွန်တော်တို့ချုပ်ထားတယ် तू ဘယ်လိုတည်တယ်လဲဆိုတော့သူတို့ကတနေ့ပို့ပြီးတော့စိတ်ဝင်စားလာတယ်တဲ့ဟုတ်တယ်တဲ့ကျွန်တော်တို့ ਆ တဲ့ဟုတ်ပါတယ်တဲ့သူတို့ ਨੇ ကျွန်တော်တို့ ਨੇ ဒီယဟူဒီတွေရှိတဲ့ယဟူဒီတွေ ਨੇ ကျွန်တော်တို့ ਨੇ ဟာနိစ္စမှုနားလည်မှုလုပ်ထားပါတယ်တဲ့အဲ့လိုပြောပြီးတော့ဆလဝတ်တူလာဟီဝဆလမ်ကကျွန်တော်ထိုင်ပြီးတော့ကျွန်တော် ਨੇ အတူတူစကားပြောခွင့်ပေးပါလားဗျာအဲ့လိုယူတီတင်းနဲ့စကားပြောကြလဲ ျွန်တော်ကိုဆက်ပြီးတော့စကားပြောခွင့်ပေးပါပထမတော့ဘယ်ရလာတယ်လဲဘလို့လဲဘလို့အခြေအနေရှိလဲဘလို့လဲမေးတယ်ပြီးတော့သူကပြောထောက်ပြလိုက်တော့သူတို့ကလည်းအံ့ဩပြီးတော့အာတဘောတူတယ်ပြောပါပြောပါတဲ့ကျွန်တော်တို့နားထောင်နေပါတယ်တဲ့သူတို့ကတည်တယ်သူတို့သူတို့တငယ်ချင်းတွေသူတို့နဲ့ alliance လုပ်ထားတဲ့ဟဲ့လား အဂျူရီယာယေဟူဒီတွေအများနဲ့သူတို့ပြောလို့ရှိတယ်။အေးမင်းတို့ကွာတဲ့ဒီမှာကြီးတဲ့ငါတို့ကတဲ့ငါတို့ကတဲ့ဟလာငါတို့ရဲ့အလ္လာဟ်အဇဝဂျယ်ပို့လိုက်မယ်ရဆူလ်တမန်တော်လာမယ်တဲ့အဲ့ဒါငါတို့စောင့်နေတာတဲ့အကယ်တော့လာပြီဆိုလို့ရှိရင်တဲ့ငါတို့ကတဲ့ဟလာငါတို့ကတဲ့သူတို့နဲ့ဟလာ ဒီရဆူလ်ရောလက်ခံပြီးတော့ရှိစင်းနဲ့မဒီနာငါတို့ပိုင်နိုင်မယ်တဲ့မဒီနာကမင်းတို့နဲ့မဆိုင်တော့ငါတို့နဲ့ဆိုင်သွားမယ်တဲ့သူအဲ့လိုပြော့လေးရှိတယ်သူတို့ကငါတို့ကမဒီနာကိုအုပ်ချုပ်မယ်ရဆူလ်ကဥဆောင်ပြီးတော့ဒီမဒီနာကိုအုပ်ချုပ်မယ်ငါတို့လက်ထက်ရောက်သွားမယ်ဆိုပြောတယ်တဲ့ပြောတော့ तू ကရဆူလ်ဆိုတော့ तू ကတိရဆူလာမယ်ဆိုတော့သူတို့တိတယ်ဘယ်လိုပြောတာလဲသူတို့တငယ်ချင်းသူတို့ရဲ့ alliance ဖြစ်တဲ့အဲ့လား ဒီယဟူဒီ tribe ပြောတာကိုသူတို့ကနားလေတယ်အဲ့တော့သဆုလဆလဆာပြောလေပထမဆုံးကျွန်တော်ကအလ္လာဟ်အဇဝဂျယ်ကပို့လိုက်တဲ့ရဆူလ်တမန်တော်ဖြစ်တော်မူတယ်ဆိုသူတို့အကုန်လုံးကအခါတဲ့ရပ်ပြီးတော့အံ့ဩသွားတယ်ဆိုတော့ဒီနှစ်ခုဖြစ်တယ်ဟလာအဲ့ဒီနောက်မှာဘာဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ နောက်တစ်ခေါက် episode မှာကျွန်တော်ဆက်ပြီးတော့ပြောကြရအောင်အချိန်ကြောင့်မလို့ကျွန်တော်ရှေးကြီးရှေးကြီးပြောလို့ရှိရင်လူတွေကအဲတိတ်ပြီးတော့အဲအဲပြင်းသွားကြတယ်ကျွန်တော်ပြောတာလည်းစိတ်ဝင်စားရတာမရှိဘူးဟုတ်တယ်မလားအဲ့တော့ဒီမှာပါရက်လိုက်မယ်ဟလာကျွန်တော်တို့ဟလာအလ္လာဟ်အဇဝဂျယ်ရှိမှာဟလာကျွန်တော်တို့အားလုံးကိုဟလာအဲရဆူလာဆလ္လာဆလမ်နဲ့ပတ်သက်ပြီးတော့နားလည်နိုင်ဖို့ဆလဝါတူလာဟီဝဆလမ်ကိုချီးမြှင့်လို့ဖို့ကျွန်တော်တို့ကိုဟလာ جوزا بو لو أباري سودا بو جنوني نه ميتا كم باري هذا وصلي الله مالا سيدنا ونبينا وحبيبنا محمد صلى الله عليه وسلم وعلى آله وصحبه وزواجه وزرياته والتابعين ومن تبعهم بإسال إلى يوم الدين تسليما كثيرا اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه اللهم إنا نعوذ برضاك من سخطك وبمعافاتك من عقوبتك وبك منك لا نوصي ثناء عليك أنت كما ثنيت على نفسك سبحان ربك رب العزة عما يصفون والسلام على المرسلين والحمد لله رب العالمين اللهم صل على سيدنا ونبينا محمد وعلى آله وأصحابه وأزواجه وذرياته كما صليت على سيدنا إبراهيم وعلى آل سيدنا إبراهيم في العالمين إنك حميد المجيد اللهم بارك على سيدنا ونبينا وحبيبنا محمد وعلى أهل بيته وأزواجه وزرياته كما باركت على سيدنا إبراهيم وعلى آل سيدنا إبراهيم في العالمين إنك حميد المجيد